တနင်္သာရီတိုင်းမှာပြီးခဲ့တဲ့မတ်လအတွင်းစစ်ကောင်စီတပ်နဲ့တော်လန်ရင်အင်အားစုတွေရဲ့နှစ်ဖက်တိုက်ပွဲတွေအပြင်လေးချောင်းတိုက်ခိုက်မှုတွေကြောင့်အယက်သား9000နီးပါးဆစ်ရှောင်ခဲ့ရတယ်လို့ဒေတာရင်းသူတေသနာအဖွဲ့ဖြစ်တဲ့ FIFA တနင်္သာရီရဲ့အစီရင်ခံစာအရသိရပါတယ်။မတ်လအတွင်းစစ်ကောင်စီတပ်ကကုန်းတွယ်ရေးလမ်းမကြီးတွေကိုဇဒိုက်စစ်ကြောင်းထိုးတာ၊ရေနံစိတ်ကန်အေဗီယာကိုစစ်ကြောင်းထိုးတာကြောင့်တိုက်ပွဲဖြစ်ပွားမှုလေချောင်းရေချောင်းကတိုက်ခိုက်မှုနဲ့ဖန်စီတပ်ဖြတ်မှုတွေကြောင့်နေရက်စွန့်ခွာထွက်ပြေးမှုတွေပိုများခဲ့တာပါ။ တဝဲခရိုင်အတွင်းရှိတဝဲလောင်လုံရေပြူနဲ့တရချောင်းမြို့တို့မှာနေရစွန့်ခွာထွက်ပြေးခဲ့ရတဲ့ပြည်သူအ ਨੇ စုံ28,300ကျော်အထိရှိခဲ့တာဖြစ်ပါတယ်။အလားတူဘဲခရိုင်အတွင်းရှိပလောတနင်းသာရီဘိန်းနဲ့ကျွန်းစုမြို့နယ်တွေမှာလည်းတိုက်ပွဲဖြစ်ပွားတာအပြင် ရေချောင်းနဲ့လေချောင်းတိုက်ခိုက်ခံရတာကြောင့်နေရစွန့်ခွာခဲ့ရသူအ ਨੇ စုံ3,950ကျော်အထိရှိခဲ့တယ်လို့ FIFA တနင်းသာရီကဆိုပါတယ်။ အဲ့ဒီထဲကပလောစစ်ဆောင်စခန်းမှာနေထိုင်သူ3000ဝန်းကျင်သာရှိနေပြီးကြံသူတွေဟာနီးစက်ရာတော်တောင်ချံရွာနဲ့မြို့ပေါ်တွေကိုထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ဖော်ပြထားပါတယ်။တနင်္သာရီမြို့နယ်မှာလည်းစစ်ကောင်စီတပ်ကနေ့စဉ်ရက်ဆက်စစ်ကြောင်းထိုးတာဖြင့်လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ပြည်သူ18500နီးပါးဟာရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဆိုပါတယ်။ ဒါအပြင်တနင်္လာရီတိုင်းအတွင်းရှိတချို့စစ်ဆောင်တွေဟာဆိုရင်ငှက်ဖြားဝမ်းယောဂအရေပြားယောဂနဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာယောဂတွေဖြစ်ပွားနေပြီးရက်ရှည်လာတာနဲ့အမျှအမိုးကစေဝါမလုံလောက်မှုတွေကြောင့်ပုံမဒုက္ခရောက်နေကြရတယ်လို့ FIFA တနင်္လာရီအဖွဲ့ဝင်ကိုကျော်စန်းမင်းကပြောပါတယ်ပြီးခဲ့တဲ့ဖေဖော်ဝါရီလကလည်းတနင်္လာရီတိုင်းမှာနှစ်ဖက်တိုက်ပွဲအပြင်လေကြောင်းတိုက်ခိုက်မှုကြောင့်နေရဲဆုံးခွာထွက်ပြေးတန်းရှောင်ခဲ့ရသူ6400ကျော်အထိရှိခဲ့တယ်လို့သိရပါဗျ။